ဒီတော့စိတ်သည်အင်မတန်အခရာကြတယ်စိတ်ကမကောင်းဘူးဆိုလို့ရှိရင်မကောင်းတဲ့စိတ်တွေနဲ့ပြောမယ်ဆိုရင်အဲ့ဒီအပြောဟာမကောင်းတဲ့အပြောပဲဖြစ်မှာပဲဘလောက်ပဲခြူတာပါတယ်ပြောပြောဘလောက်ပဲအချူရည်တကားရည်တွေဖုံးထားတဲ့သဘောမျိုးလို့တကယ့်ကိုအကွက်တွေရှင်းပြီးတော့ပြောတော်လည်းပဲမကောင်းတဲ့စိတ်တွေအခြေခံထားမယ်ဆိုရင်အဲ့ဒီအပြောကိုမကောင်းပြောလို့ပဲပြောရမယ် ကောင်းတဲ့စိတ်တွေအခြေခံမယ်ဆိုရင်တော့ဘာပဲလုပ်နေနေမကောင်းတဲ့အလုပ်လိုပဲပြောရမယ်။ဘာသာရေးသာသနာရေးနဲ့ပတ်သက်ပြီးတော့လှုပ်တာတောင်မှတချို့မကောင်းတဲ့စိတ်တွေကိုအခြေခံထားတော့ကောင်းတဲ့အလုပ်လို့ပြောလို့မရအောင်။ဒါဥစဉ်တို့ကုံကုံပြောတာနော်။အဲ့ဒီတော့ဘာပဲပြောနေနေဘာပဲလုပ်နေနေအကယ်၍မကောင်းတဲ့စိတ်နဲ့သာပြောမယ်လုပ်မယ်ဆိုရင်အဲ့ဒီအပြောအလုပ်တို့စီမကောင်းပြောနဲ့မကောင်းလုပ်ဖြစ်ဖြစ် ကောင်းပြောကြတော့ဝစီကံမကောင်းဘူးပေါ့မကောင်းတဲ့အလုပ်ကြတော့ကာယကံမကောင်းဘူးလို့ပြောရမှာပေါ့ဟုတ်လားအဲ့ဒီတော့စိတ်ကမကောင်းရင်ဝစီကံလည်းမကောင်းနိုင်ဘူးကာယကံလည်းမကောင်းနိုင်ဘူးစိတ်ဆိုးရင်ကံဆိုးတယ်ဆိုတာအဲ့ဒါပဲဘေးတည်းစိတ်ဆိုးရင်မဆိုးတယ်စိတ်ဆိုးရင်ကံဆိုးတယ်ကံဆိုးလို့ရှိရင်အကျိုးပဲဆိုးမယ် ဣဒေကံဆိုရင်ပါဆိုမယ်ကျိုးပင်ဆိုမယ်အဲ့ဒါကိုပိဋကတ်တို့ရဲ့စိတ်ထဲမှာရှင်းရှင်းလင်းလင်းမှတ်သားထားဖို့ရမှာဩစိတ်ဆိုးရင်ကံဆိုးတယ်ကံဆိုးရင်အဖြစ်ဆိုးတယ်လို့ဒါမှတ်ထားရမယ်အဖြစ်ဆိုးနေတာလေမှန်တယ်မြတ်ကံဆိုးလို့ပဲကံဆိုးတာမှန်တယ်မြတ်ဒီစိတ်ဆိုးလို့ပဲစိတ်ဆိုးတယ်ဆိုတာဒေါသဖြစ်တာလေးကိုဆိုလိုတာမဟုတ်ဘူးဆိုးတဲ့စိတ်တွေမကောင်းတဲ့စိတ်တွေယုံမာတဲ့စိတ်တွေဖြစ်တာကိုစိတ်ဆိုးတယ်လို့ဆိုတာ ဒါကြောင့်ရှင်းတော့ကမထေမြတ်ကြီးတပုံကအတူချုပ်လေးဩဝါဒပေးဘူးလေအကောင်းဆုံးဩဝါဒလို့လည်းပြောလို့ရတယ်အဲ့ဒါပါလဲဆိုတော့စိတ်မဆိုးနဲ့ကောင်းကောင်းနေတဲ့ဆရာကြီးကဒါနှလုံးနဲ့ပြောတာနော်ဗါတဲ့တော့စိတ်မဆိုးနဲ့ကောင်းကောင်းနေတဲ့စိတ်မဆိုးနဲ့ဆိုတာဒေါသမဖြစ်နဲ့လို့တင်ဆိုလိုတာမဟုတ်ဘူးဟုတ်လားဆိုးတဲ့စိတ်တွေမဖြစ်စေနဲ့ကြိုင်ဆိုင်တဲ့စိတ်တွေ လူဆန္ဒပြင်းထန်တာတွေရင်မစိုးတွေအာကြီးတာတွေမကျင့်တတ်တာတွေမုန်းတီးတာတွေမနာလိုတာတွေဝန်တိုတာတွေအဲ့ဒါကောင်းတဲ့စိတ်လားဆိုးတဲ့စိတ်လားအဲ့ဒါလို့ဆိုးတဲ့စိတ်တွေမိမိတန်တာမှာမဖြစ်စေနဲ့လို့ဆိုတာကစိတ်မဆိုးနဲ့လို့ပြောတာအဲ့ဒီဒီခဏခေတ်ကလူတွေကတော့စိတ်မဆိုးပါနဲ့ဆိုရင်အစ်ဒေါသမဖြစ်ပါနဲ့လို့ဒီလောက်ကလေးရည်ရွယ်ပြောကြတာနော်ဆလုံးကြီးကအဲ့လောက်ရည်ရွယ်ပြောတာမဟုတ်စိတ်မဆိုးနဲ့ပြီးတော့ပါတယ်လို့ကောင်းကောင်းနေတဲ့ ကောင်းကောင်းနေဆိုတဲ့သကလုံးလေးကသုံးလုံးနဲ့ကောင်းကောင်းနေဒါပေမဲ့ချဲ့လိုက်ရင်တော့မမဆုံးနိုင်အောင်ကြေတယ်ဗျာလူတန်းပေးကန်းနေတာလည်းကောင်းကောင်းနေတယ်လို့ပြောလို့မရဘူးလားတိလာတွေစောင့်တည်ပြီးတော့ကိုယ်နဲ့နှုတ်ကိုစောင့်ထိန်ပြီးတော့နေတယ်ကောင်းကောင်းနေတယ်မိမိရဲ့စိတ်တဏ္ဍာမှာလောဘဒေါသမောဟတွေမဝင်နိုင်အောင်ဘာဝနာတရားတွေနဲ့ထုံမွန်းပြီးတော့နေမယ်ဆိုရင်လည်းကောင်းကောင်းနေအပြည့်စုံဘူးလားပြည့်စုံနေတယ် ဒါကြောင့်ဒီတေသနာတော်လေးကိုပိသက်ပေါင်းသူတော်ကောင်းတို့ကဘယ်လိုမှတ်ရမှာလဲဆိုတော့စိတ်ဆိုးရင်ကံဆိုးမယ်။ကံဆိုးရင်အဖြစ်ဆိုးမယ်။အဖြစ်ဆိုးပြီဆိုမှတော့ကောင်းနိုင်မှာမလား။မကောင်းနိုင်ဘူး။ဒါကြောင့်ရှေးသူတော်ကောင်းကြီးတွေကအေးလူမုံမှမကြောက်နဲ့ကံမုံမှကြောက်။ဒီနေ့ဘာလဲတော့လူမုံမှမကြောက်နဲ့ကံမုံမှကြောက်တဲ့။ကိုပြုတ်ခဲ့တဲ့ကံတွေကနွားချေရအောင်ကိုလှည့်ပြီးအစဉ်လိုက်တယ်လို့မျိုး မကောင်းတဲ့ဒုက္ခတွေပြီးဖို့ဆိုတဲ့အနေအထားမျိုးနဲ့လိုက်မနေဘူးလားလိုက်နေတယ်ဒါဥစဉ်တို့ပထမဦးဆုံးဓမ္မပဒမှာလာတဲ့ဂါထာ